ညစီမပြည်သက်များလုံးပဲမင်္ဂလာပါဇွန်လ9ရက်နေ့ည9:00နာရီတမျက်စီမ Prime Time ညစီမသတင်းစီစဉ်ကနေကြိုဆိုပါရယ်ကျွန်တော်ဆိုင်းခတ်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့တအောင်းပြည်ကောင်စီကိုဖွဲ့စည်းတဲ့သတင်းစီဆိုင်မြို့နယ်ကြေးရွာ9ခုကဒေသခံ6000ကျော်ကိုဖျားဖြူရွာစီ PNO ပြောင်းရွှေ့ခိုင်းတဲ့သတင်းအစိုးရချမ်းချမ်းစီကနေကုန်ပစ္စည်းဝယ်ယူမှုနဲ့စစ်ကောင်စီဖမ်းဆီးထားတဲ့ဂျွန်လွင်ထိမ့်သိမ်းခံရရစေဆိုတဲ့အကြောင်းနဲ့ နယ်စပ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်ထိုင်းနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့တွေနေရာပြန်ချတဲ့နိုင်ငံတကာသတင်းပြင် နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရည်ရည်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့တောင်းပြီးကောင်စီကိုဖွဲ့စည်းတဲ့သတင်းနဲ့ဆက်လက်အောင်ပါ။တော်လိုင်းကာလာတွင်အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ်တောင်းပြည်ကောင်စီ TLC ကိုဖွဲ့စည်းလိုက်ကြောင်းတောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ကဒီကနေ့ဇွန်လ9ရက်နေ့မှာကြေညာပါရယ် တောင်းပြီးကောင်စီ TLC မှာဘိုးရိုကြီးတာအိုက်ဖုံးကဥက္ကဋ္ဌတာဝန်ယူထားပြီးဒုဥက္ကဋ္ဌ2ဦးအဖွဲ့ဝင်4ဦးအတွင်းရင်မှု2ဦးနဲ့တွဲဖက်အတွင်းရင်မှု2ဦးလို့ ਨੇ ဖွဲ့စည်းထားတာလို့သိရပါဗျာ။တောင်းပြီးရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးစတဲ့လုပ်ငန်းတွေကို ထိမ့်သိမ်းကြက်မှတ်ဖို့အတွက်တောင်းနိုင်ငံရဲ့အတိုင်ပင်ခံကော်မတီ TPCC ကိုပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ဖော်ပြထားပါဗျာ။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TLL နဲ့တောင်းရက်ဖက်အစုအဖွဲ့တွေပါဝင်တဲ့ TPCC ရဲ့နိုင်ငံရေးထိပ်သီးအစည်းအဝေးကြီးကိုအစုအဖွဲ့၃ဘွဲ့ရဲ့ထိပ်သီးခေါင်းဆောင်83ဦးတက်ရောက်ခဲ့ပြီးဇွန်လ၁ရက်နေ့ကနေ၃ရက်နေ့အထိတောင်းပြည်နယ်တနေရာမှာကျင်းပပြုလုပ်ခဲ့တာပါ တောင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TPCC ရေးဆွဲထားတဲ့တောင်ပြည်နယ်တော်လှန်ရေးကာလအစိုးရအစီအမံကိုလက်ခံအတည်ပြုခဲ့သလိုတောင်ပြည်ကောင်စီဖွဲ့စည်းဖို့လည်းအဲ့ဒီအစည်းအဝေးကနေဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့တောင်နိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ တဆယ်နှစ်ဆက်ခွန်စစ်စင်ရေးကြီးမှာတောင်းတက် TLLA နဲ့အတူမဟာမိတ်တွေဦးဆောင်ပြီးစစ်ကောင်စီအုပ်ချုပ်ရေးကိုဖယ်ရှားနိုင်ခဲ့တဲ့မြို့နယ်တွေကိုအခြေခံလို့တောင်းပြည်တော်လိုင်းကာလပြည်သူအစိုးရတရက်ကိုအစုအဖွဲ့၃ဘွဲ့ရဲ့ခေါင်းဆောင်ကိုယ်စားလှယ်တွေနဲ့2025ခုနှစ်အတွင်းဖွဲ့စည်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်မြမပြည်တော်လိုင်းအင်အားစုနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလဲထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာ စီဆိုင်မြို့နယ်ကျေးရွာခုနှစ်ခုကဒေသခံ6000ကျော်ကိုဖျားဖြူရွာစီ PNO ပြောင်းရွှေ့ခိုင်းတဲ့တဲ့နဲ့ဆက်ရအောင်ပါ။ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်မှာရှိတဲ့ကျေးရွာခုနှစ်ရွာကဒေသခံ6000ကျော်ကိုပို့အမျိုးသားတက်မတော် PNO PN တွေကဖျားဖြူကျေးရွာစီပြောင်းရွှေ့ဖို့ညွှန်ကြားထားတယ်လို့ PNO ရဲ့ထုတ်ပြန်ချက်အရသိရပါရတယ်။စီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စုကကျေးရွာ9ရွာ တောင်ရှိကျေးရွာအုပ်စုကကျေးရွာနှွေရွာမှာနေထိုင်တဲ့ဒေသခံတွေကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြောင်းရွှေ့ဖို့ပို့အုပ်ပြည်သူစစ် PNO PN ကဇွန်လ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတာပါကျေးရွာကနေပြောင်းရွှေ့ထွက်ခွာမဲ့သူတွေအနေနဲ့တောင်ယာနဲ့စစ်ဘေးရှောင်စခန်းတွေစီတွားရောက်နေထိုင်ခြင်းမပြုဖို့နဲ့ဖျားဖြူကျေးရွာမှာရှိတဲ့မွေတော်ဖျားဝင်းကိုသာထွက်ခွာရမယ်လို့ပါရှိပါတယ် ဒါကအဲ့ဒီကြီးရွာမှာရှိတဲ့ပြည်သူလူထုအားလုံးကိုဖမ်းပြီးတော့မှထောင်ထဲထည့်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ဒါကို PNLO အနေနဲ့ပြန်စင်းစားမှာဖြစ်ပါတယ်လို့ဘိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PLLO PNL ပြန်ကြားရေးတာဝန်ခံခွန်ရင်းရံကပြောပါတယ်။စီဆိုင်မြို့နယ်ကြီးရွာခုနှစ်ခုကဒေသခံတွေကိုဘလို့အကြောင်းအရာကြောင့်ပြောင်းရွှေ့ခိုင်းတာကို သိရှိနိုင်ဖို့ PNLO PNC ဆက်သွယ်မေးမြန်းပေးမယ်လဲဆက်သွယ်လို့မရသေးပါဘူး။ ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာပို့ဝအမျိုးသားလွတ်မြောက်ရေးတပ်မတော် PLL နဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တွေကစီဆိုင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့နှစ်လခန့်အကြာမှာတော့စစ်ကောင်စီနဲ့ပို့ဝပြည်သူစစ် PNA တပ်တို့ကပြန်လည်ထိန်းချုပ်ထားခဲ့တာဖြစ်ပါရယ်ခင်ဗျာစစ်ကောင်စီဖမ်းဆီးထားတဲ့ဂျွန်လွင်ထိန်းသိမ်းခံရရဆဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီကဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်နေတဲ့ Star and Model Agency တီထောင်သူဂျွန်လွင်ထိမ့်သိမ်းခံနေရဆဲဖြစ်ပြီးအမှုပညာရှင်တချို့လည်းစစ်ဆေးခံနေရမှုတွေရှိတယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှိစက်တဲ့သတင်းမြစ်ကမျက်စိမှာကိုပြောပါရတယ်။အဆိုတော်ချမ်းချမ်းစီကနေတဆင့်နိုင်ငံခြားဖြစ်ကုန်ပစ္စည်းတွေကိုဝယ်ယူတယ်လို့ဆွဆွဲကြတဲ့မြန်မာမော်ဒယ်လောကမှာထင်ရှားတဲ့ဂျွန်လွင်ကိုစစ်ကောင်စီကဇွန်လ9ရက်နေ့မှာဖမ်းဆီးခဲ့တာပါ ဒီနေ့အထိပြန်လွတ်လာတယ်လို့မကြားသေးဘူးဂျွန်လွင်အပါဝင်တခြားနုပညာရှင်တွေလည်းစစ်ဆေးခံနေရတာရှိတယ်ဘသူတွေလဲတော့အသေးစိတ်မသိဘူးချမ်းချမ်းရဲ့ပျက်စီးရောက်တဲ့ကိစ္စပဲလို့သတင်းမြစ်ကပြောပါရယ်ဂျွန်လွင်ဖမ်းဆီးခံရမှုဟာအစောတော်ချမ်းချမ်းရောင်းချတဲ့ပျက်စီးတွေဝယ်ယူမှုကြောင့်မဟုတ်ဘဲပရိုက်တာလုတ်ကင်နေတဲ့တရုတ်ဆောင်ခိုင်နှင်းဝင်ကိုအွန်လိုင်းပေါ်မှာဝေဖန်မှုတွေကြောင့်ဖြစ်ကြောင်းပြောဆိုမှုတွေလည်းရှိနေတာပါ ဒါပေမဲ့တရုတ်ဆောင်ခိုင်နှွေကိုတိုင်လူမှုကွန်ရက်ပေါ်မှာလူပြောများခဲ့တဲ့ငွေကျပ်သိန်း30မှားလွှဲတဲ့ကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့ခေါ်ယူစစ်ဆေးမေးမြန်းမှုကိုခံခဲ့ရတယ်လို့သတင်းမြစ်ကပြောထားပါတယ်။ဆိုတော့ချမ်းချမ်းစီကနေတဆင့်နိုင်ငံခြားဖြစ်ကုန်ပစ္စည်းတွေကိုဖြန့်ဝေရောင်းချပေးသူ2ဦးကိုဧပြီလနဲ့မေလတွေမှာဖမ်းဆီးခဲ့ကြောင်းစစ်ကောင်စီတပ်ကဇွန်လ3ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာလည်းအစိုးရချမ်းချမ်းရဲ့ကုန်ပစ္စည်းတွေဝယ်ယူမှုနဲ့ပတ်သက်လို့အမှုပညာအတိုင်းဝိုင်းကလူတွေကိုပါစစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်ခင်ဗျာစင်ကူကစေယုံကိုစစ်ကောင်စီလေးချောင်းဘုံကျဲတာကြောင့်အမျိုးသမီးတူဦးတည်ဆုံခဲ့တဲ့တဲ့ရင်ကိုဆက်လက်ပြောပြပေးမှာပါမန္တလေးတိုင်းစင်ကူးမြို့နယ်ကြည်တော့ပေါက်ကြီးရွာမှာရှိတဲ့ဆေးရုံကိုစစ်ကောင်စီတပ်လေးချောင်းကနေတိုက်ခိုက်ခဲ့ရမှာဒေသခံအမျိုးသမီးတဦးသေဆုံးပြီးအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကတရားဝါတယ် ဒီကနေ့ဇွန်လ9ရက်နေ့မနက်9နာရီခွဲချိန်လောက်မှာကြည်တော့ပေါက်ကြီးရွာစစ်ရုံဝင်းအတွင်းကိုတရားဥကနေတက်လာတဲ့စစ်ကောင်စီ Jet Fighter ကပေါင်150ဘုံဒီတလုံးကျဲချသွားတာလို့ဆိုပါရယ်။အဲဒါကြောင့်စစ်ရုံဝင်းအတွင်းမှာရှိတဲ့အမျိုးသမီးတဦးတေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့တယ်လို့အဆောက်အဦတစ်ခုလည်းအလုံးစုံပြိုကျပျက်စီးသွားခဲ့ရတယ်လို့ပြည်သူ့ဘက်တော်သားလူမှုကွန်ရက်စာမျက်နှာကဖော်ပြထားပါရယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာမနေ့ကနေ့လယ်နာရီ26မိနစ်ကလည်းစင်ကူးမြို့နယ်လက်ပံလှကြီးရွာပင်လယ်ကြီးရက်ွက်တဲချောင်းတွေကိုမိထီလာကတက်လာတဲ့ Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပေမဲ့လည်းထိခိုက်သူမရှိခဲ့ဘူးလို့သိရပါဗျ။စင်ကူးမြို့နယ်ဟာတော်လိုင်းတပ်ဖွဲ့တွေကအလုံးစုံတင်ပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးမြေပြင်စိုးမိုးမှုမရနိုင်တော့တဲ့စစ်ကောင်စီတပ်ဟာဒေသခံပြည်သူတွေကိုပိတ်မှတ်ထားတဲ့လေးချောင်းတိုက်ခိုက်မှုတွေကိုမကြာခဏပြုလုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်ဒေသခံပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေးချောင်းအနေရကိုအထူးဂရုပြုနေထိုင်ကြဖို့အတွက်ကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကအတိပေးထားကြပါရယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားအားမှဖြစ်ပါတယ်။နေဆက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်ထိုင်းနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့တွေနေရာပြန်ချတဲ့သတင်းကိုကြည့်လိုက်ရအောင်ပါ။ ်အရင်လကဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုအတွင်ကမ္ဘောဒီးယားစစ်သားတအူတေဆုံးခဲ့ရတဲ့အငင်းပွားနယ်မြေမှာနှစ်ဖက်တပ်ဖွဲ့တွေနေရာပြန်ချဖို့ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့တနင်္ဂနွေနေ့ကတဘောတူညီချက်ရခဲ့တယ်လို့နှစ်ဖက်စလုံးကကြေညာလိုက်ပါတယ်ထိုင်းကမ္ဘောဒီးယားနယ်စပ်ဒေသ2008ခုနှစ်ခရဲကကြမ်းဖက်မှုတွေပြတ်တောင်းပြတ်တောင်းဖြစ်ပွားနေကြတာပါ အနည်းဆုံး28ဦးသေဆုံးခဲ့ရတာပါမကြသေးမီမေ28ရက်နေ့ကမြန်ဆိုင်ရန်ထရီကန်ဒေတာလို့ခေါ်ဆိုတဲ့နေရာမှာဖြစ်ပွားခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုမှာကမ္ဘောဒီးယားစစ်သား2ဦးသေဆုံးခဲ့ပါတယ်အဲ့ဒီဒါမှာကမ္ဘောဒီးယား၊ထိုင်းလာအိုသုံးနိုင်ငံစုံတဲ့နေရာဖြစ်ပါတယ်။မကြသေးမီကဖြစ်ပွားခဲ့တဲ့အငင်းပွားမှုတွေအပြီးမှာနေဆက်နဲ့ တပ်ဖွဲ့ဝင်တွေထိန်းချုပ်ရေးအတွက်တနင်္ဂနွေနေ့ကနှစ်ဖက်တွေ့ဆုံခဲ့ကြပြီးတပ်ဖွဲ့ဝင်တွေပြန်လည်နေရာချထားဖို့သဘောတူခဲ့ကြပါတယ်။ထိုင်းဝန်ကြီးချုပ်ပေထုံရှင်နာဝတ်ကသူကကမ္ဘောဂျီးယားအစိုးရနဲ့စကားပြောခဲ့ပြီးအဲဒီဆွေးနွေးပွဲကအပြုသဘောဆောင်တဲ့အဖြစ်ရခဲ့ကြောင်းပြောပါတယ်။ ပရိပခအရေးငွေတွေကိုရှော့ချဖို့ပရိပခဖြစ်ပွားတဲ့နေရာမှာစစ်တပ်အဖွဲ့တွေထားရှိခြင်းကိုပူရဲထိညရန်နှစ်ဖက်သဘောတူညီခဲ့ကြရဲလို့သူကလူမှုကွန်ရက် H စာမျက်နှာပေါ်မှာရေးသားထားပါတယ်။နောက်ထပ်ဆွေးနွေးပွဲတွေကိုဇွန်လ14ရက်နေ့မှာပြုလုပ်မယ်လို့ဝန်ကြီးချုပ်ကစက်ပြောပါတယ်။ ကမောရီးယားကာကွယ်ရေးဝန်ကြီးဌာနကလည်းစစ်တပ်နှစ်ခုတွေ့ဆုံပြီးတော့နှစ်ဖက်လုံးကတပ်ဖွဲ့ဝင်တွေကိုပြန်လည်ထိန်းညှိရန်နဲ့ပြိပခါရှော့ချနိုင်ရေးအတွက်တင့်တော်တဲ့နေရာတွေကိုပြန်သွားကြဖို့ဆုံးဖြတ်ခဲ့ကြောင်းပြောပါရခင်ဗျာအလုံသမားတွေနဲ့ចောင်းသားတွေအတွက် AI ကျွမ်းကျင်မှုတင်နန်းတွေပြီးတိန်စတင်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ် UK အစိုးရဟာနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google, Microsoft, Amazon တို့နဲ့တွဲဖက်ပြီးအလုပ်သမား9.5တန်းကို AI ကျွမ်းကျင်မှုလေ့ကျင့်ရေးအတွက်လှုံ့ဆော်သွားမယ်လို့ဝန်ကြီးချုပ် Kia Starmer ကဒိန်းလာနေမှာကြေညာလိုက်ပါတယ်။ဒါပြင်အလဲတန်းကျောင်းသားတပ်တန်းကိုနည်းပညာဆိုင်ရာကျွမ်းကျင်မှုတွေရှိစေဖို့အတွက် ပေါင်188တန်းဒေါ်လာ253တန်းဗန်နာရန်ပုံငွေကိုလည်းစတာမာကထားရှိသွားမှာဖြစ်ပါတယ်။ ဒါဟာ AI လေ့လာရေးကိုစာသင်ခန်းတွေနဲ့လူမှုအတိုင်းဝိုင်းတွေအကြားပြုလုပ်မဲ့ဤပညာပထမအစီအစဉ်ရဲ့အစိတ်ပိုင်းတစ်ရက်လည်းဖြစ်ပါတယ်။ညရီတူ AI ရဲ့စွမ်းပကားကိုနောက်မျိုးဆက်ရဲ့လက်ထဲကျွန်တော်တို့ထည့်ပေးလိုက်ပါမယ်။ဒါမှသူတို့အနာဂတ်ကိုသူတို့ဘာသာပုံဖော်နိုင်မှာပါ။သူများတွေပုံဖော်တာမခံရအောင်ပါလို့ Starma ကပြောတာကို Downline ကထုတ်ပြန်တဲ့ကြေညာချက်ကောက်နှုတ်ချက်မှာတွေ့ရပါတယ်။ ဒီတင်တန်းကအစာတင်ငန်းတိုင်းမှာအခွင့်အလမ်းတွေကိုပေးပါလိမ့်မယ်။ဖွံ့ဖြိုးမှုခေတ်သစ်ရဲ့အခြေခံအုတ်မြစ်တွေကိုချပေးပါလိမ့်မယ်လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ UK နိုင်ငံရဲ့ငွေရင်းတုကဏ္ဍဟာပေါင်82ဘီလီယံရှိပြီး2035ခုနှစ်မှာပေါင်ဘီလီယံ800ကျော်သွားလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ကျန်စီဝါရေးကဏ္ဍတွေထက်အစ30ကျော်ပုံမြန်နေတာဖြစ်ပြီးလူ6400ကိုလုပေးထားတယ်လို့အစိုးရထုတ်ပြန်တဲ့ကိန်းဂဏန်းတွေအရသိရပါဗျ။ ခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မျိုးစိမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ် ပြင်ပပေါက်စီ၄၄၈၀ကျန်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1633သမာ22ကျန်ပြင်ပပေါက်စီ3469ကျန်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1399သမာ36ကျန်ပြင်ပပေါက်စီ9085ကျန်ထိုင်းဘတ်ဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ64.01ကျပ်ပြင်ပပေါက်စေ136.1 ရှစ်ချက်မလေးရှားတရင်ခေတ်ကိုစစ်ကောင်စီတတ်မှတ်စေ496တသမ34ချက်ပြင်ပပေါ့စေ1053ချက်ပေါ့စေရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စေ58သိန်း2000ချက် ပြင်ပပေါ့စေ88သိန်းကျန်15ဘဲဒီကြသားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ54သိန်း96250ကျန်ပြင်ပပေါ့စေ83သိန်း4000ကျန်ပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73ဒီဇင်းတို့တွေကတော့ဒီဇယ်တလီတာကို2385ကျန်ပရီမီယံဒီဇယ်တလီတာကို2900 50ချက်အော်ဒိတ်92တလီတာကို2845ချက်အော်ဒိတ်95တလီတာကို2895ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစသုံးကြီးဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6185ချက်ပြင်ပပေါက်ဈေး8500ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် တမျိုးစီမပရိုင်တိုင်းမျိုးစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ